မူမခမှာမိုးတိမ်ရိပ်တွေနဲ့နနက်ခင်းရဲ့ရွှေပြည်ရွာလေးရဲ့လမ်းထောင်းကတစ်ပင်ကြီးအောင်မှာအဖွားကြီးထိုင်ပြီးသူ့မြေးလေးဖြူဖြူကို စကားပြောနေတဲ့ဖြူရည်တကြံဆိုတာရေကစားတာပဲလို့မထင်နဲ့ကွယ်ဒီရေမှာရှေးဘွားတွေရဲ့လက်ဆင်ကမ်းစိတ်တက်တွေ ပါနေတဲ့ရေနဲ့အတူ အကုတူတွေစေးကြောပြီးအစ်တတဖန်စတင်ဖို့ပါ ဖြူဖြူကစိတ်မပတပါနဲ့ခေါင်းငိလိုက်တယ်။သူ့စိတ်ထဲမှာတော့မနှက်ဖြန်ကြရင်ရွာလုံးကျွတ်ရေပက်ကစားမဲ့အကြောင်းပဲဝမ်းသာနေတာဒါပေမဲ့အဖွားကြီးကဆက်ပြောတယ်။ဟိုးအရင်တုန်းကတကြံမင်းသမီးရွှေရည်စင်ဆိုတာရှိတဲ့သူမက လူတွေရဲ့စိတ်နှလုံးကိုတန့်စင်ပေးဖို့ကောင်းကင်ကနေ ရေတွေကို ရွှဲရွှဲသွင်းခဲ့တယ်။ဒါပေမဲ့တနှစ်မှာသူမရဲ့ရွှေချွန်းတန်ရေပုံးအထူးပျောက်သွားတော့ရွာတွေမှာမိုးခေါင်ပြီးလူတွေကိုစိတ်ဆိုးလာကြတယ်။ ဖြူးဖြူးကစိတ်ဝင်စားသွားပြီးအဲ့ဒါနောက်ပါဖြစ်သွားလဲအဖွာရွှေရည်စင်ကသူ့ရဲ့ယုံကြည်မှုကိုစံတက်ခံရတဲ့လန်ခီးမှာသူ့ကိုကူညီဖို့လာတဲ့ကြွက်မလေးတကောင်မီးပုတ်ကြက်တိုက်စားဖို့ပေးတဲ့ဘိုးဘွားအို ောက်ဆုံးတက်တော်တွေကပျောက်နေတဲ့ကလေးတယောက်ကိုကယ်တင်ဖို့ရွေးချယ်ရတယ်။သူမကကိုကျိုးစွန်ပြီးသူတို့ကိုကူညီခဲ့တယ်။ဒါနဲ့ပဲသူ့ရဲ့ရွှေကျွန်းတံပြန်ရပြီးရွာကိုငိုးရသွန်းစေခဲ့တယ်။အဲ့ဒီနေ့ကစပြီးတကြံမှာလူတွေကျေးဇူးတိတက်ဖို့ကူညီဖို့သင်ခန်းစာယူကြတယ်။နောက်တနေ့တကြံနေ့မှာဖြူဖြူကရေပိုက်နဲ့ပတ်ကစားရင်လမ်းဘေးကရေငက်နေတဲ့ခွေးတကောင်ကို မြင်လိုက်တယ်။အဖွာပြောတဲ့ပုံမြင်က သူ့စိတ်ထဲဝင်လာတယ်။ သူ့ရဲ့ရေပိုက်ကိုချက်ချင်းလှည့်ပြီးခွေးလေးကိုရေတိုက်လိုက်တယ်။ခွေးလေးဝမ်းသာပျော်ရွှင်သွားတဲ့အခါဖြူဖြူရဲ့ရင်ထဲမှာလည်းနှွေးထွေးမှုတစ်ခုဖြစ်လာတယ်။ညနေမှာတော့ရွာသားတွေစုပြီးရိုးရာရခင်အကောက်ကိုကားကြတဲ့အဖွားကြီးကဖြူဖြူကို သမီးရွှေရီစင်ရဲ့ညနှဖုံးဖြူကိုတက်ပေးလိုက်တယ်။တကြံရဲ့အနှစ်သာရကကျေးဇူးတင်စိတ်နဲ့စေတနာပါပဲမင်းဒီနေ့လှုပ်တလို့ကျေးဇူးတည်တတ်တဲ့စိတ်နဲ့ဆိုရွှေရီစင်ရဲ့စိတ်တက်မင်းမှရှိနေပြီကွယ်။ အញ្ញမှာပဲဖြူဖြူအိမ်မက်ထဲမှာရွှေရောင်ရေဆက်တွေနဲ့ပြည့်နေတဲ့မင်းသမီးတယောက်ကိုမြင်နေသူမကပြုံးပြလိုက်ပြီးတကြံရဲ့အလင်းကိုဆက်လက်ထိမ့်သိမ့်ပါကျေးဇူးတရားနဲ့ရေစင်တို့ကလောကကိုတန့်စင်စေတယ်လို့ဆိုလိုက်တယ်။နောက်နေ့မနက်ဖြူဖြူက ူမိသားစုနဲ့အတူဘိုးဘွားအိုတွေရဲ့ခြေတွေကိုရေးဆေးကြောပေးရင် မုံလုံးရေပေါမုံလုံးရေပေါကိုအတူလှုပ်ရင်တကြံရဲ့အတိတ်ပဲကိုနားလည်လာတယ်ရေပတ်တာထက်ပိုတဲ့ကျေးဇူးတည်တတ်မှုစေတနာနဲ့အတိတ်တဖန်ဆက်တင်မှုတွေကိုသူခံစားမိတယ်တကြံကုံသွားပေမဲ့ဖြူးဖြူးရဲ့စိတ်ထဲမှာတော့ရွှေရည်စင်ရဲ့တင်ငန်းစာကကြံရစ်ခဲ့တယ် ရေစင်ကကိုစိတ်ကိုတန့်စင်ဖို့ကျေးဇူးတွေကိုပြန်ဆက်ဖို့ပါ ဆိုတဲ့အဖွားကြီးရဲ့စကားကိုသူမှတ်ထားလိုက်တဲ့နှစ်တရဲ့အစမှာဖြူဖြူဟာပို့ပြီးတော့ကျင်နာတဲ့ကျေးဇူးတည်တတ်တဲ့ကလေးတယောက်ဖြစ်လာခဲ့တယ်။ကြံအကြောင်းရိုးရာ စိတ်တတ်တဲ့ကျေးဇူးတရားကို ပုံမြင်ဖွဲ့ထားပါဗျ။